ကျွန်တော်တို့တန်ခမုတ်တွေနဲ့တန်ချက်ကဝတ်စုံလို့ပြောလိုက်တယ်ဆိုရင်များသောအားဖြင့်အလဲခစ်သူရဲကောင်းတွေရဲ့တန်မဏိတွေနဲ့ပြုလုပ်ထားတဲ့အလင်းရောင်ပြန်ဟန့်နေပြီးလေးလံလှတဲ့ဝတ်စုံတွေကိုလည်းပြည်မြင်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ဥယောပသားတို့ရဲ့ကာဘွယ်ရေးတမိုင်းကဒီထပ်ကိုနှစ်ပေါင်း3000ကျော်စောပါသေးတယ်။ကမီးစာမတိုင်ခင်ခြေခစ်ကပင်စတင်ခဲ့တယ်လို့သိရှိရပါတယ်။ဒီဗီဒီယိုလေးဆက်ပြီးတော့မစတင်ခင်မှာတောင်းဆိုလိုတဲ့အရာတခုရှိပါတယ်။ ဒါကတော့ဗီဒီယိုလေးကိုအဆုံးအထိကြည့်ရှုပေးဖို့အတွက်တောင်းဆိုလိုချင်တာပဲဖြစ်ပါတယ်။ PC 1500ဝန်းကျင်က ဥရောပတိုက်မှာရှိတဲ့နိုင်ငံတွေဟာအုပ်စုငယ်လေးတွေသာဖြစ်ပြီးတော့ဒေတာတွင်စစ်ပွဲတွေမကြာခဏဆိုလိုဖြစ်ပွားနေခဲ့ပါတယ်။ဂျေလန်ဒါမစိစတွေတို့နဲ့အတူဒိုင်းလွာလိုအလွယ်တူခေါ်နိုင်တဲ့ပထမဦးဆုံးတော့ကာကွယ်ရေးပစ္စည်းတွေလည်းပေါ်ထွက်လာခဲ့ပါတယ်။ဒိုင်းလွာတွေက များသောအားဖြင့်တစ်သားနဲ့ပြုတ်လုထားတာဖြစ်ပြီးတော့တခါတည်းမှာတော့ကြေးတွေနဲ့မောမန်ကပြုတ်လုထားတတ်တာမျိုးရှိပါတယ်။ဒါပေမဲ့ Green Nigan Dendrit Data မှာရှိတဲ့ BC 15ရာစုခေတ်ကကုသင်းများတစ်ခုမှာတွေ့ရှိခဲ့တဲ့အရာတစ်ခုကတော့ကပအစောဆုံးနဲ့ကောင်းမွန်ပြည့်စုံတဲ့ကြေးတွေနဲ့ပြုတ်လုထားတဲ့တန်ချက်ကဝတ်စုံပဲဖြစ်ပါတယ်။ အုတ်ထုပ်ပခုံးကရှင်အုပ်ပြားတို့နဲ့ပြည်စုံနေတဲ့ဒန်ဒရက်ကတန်ချက်ကဝတ်စုံကအလေးချိန်အလွန်များပြီးတော့တာမန်စစ်တီတွေထက် အထူးချီးမြှောက်ခံရတဲ့သူရဲကောင်းတွေဒါမှမဟုတ်လို့ရှိရင်ဒလေဒုံတန်းခန်းသားတွေမှာသာအသုံးပြုဟန်ရှိတယ်လို့ပညာရှင်တွေကဆိုထားပါတယ်။ PC 800ဝန်းကျင်တန်ခိကူရောက်တဲ့အခါမှာဥရောပအလယ်ပိုင်းမှာရှိတဲ့ Celtic လူမျိုးတွေကတမိုင်းကိုပြောင်းလဲစေမယ့်တန်ကွင်း၆ဆုံ Chain Mill ကိုတီထွင်လိုက်ကြပါတယ်။ ဒီချက်ဝတ်စုံကဓာရာကိုကောင်းမွန်စွာကာကွယ်နိုင်တဲ့ပြင်ပြ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 လှုပ်ရှားနိုင်စွာရှိတာကလည်းသူ့ရဲ့နမည်ကြီးတဲ့ဂုံတရင်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ရောမစစ်တပ်ကြီးကလိုက်ပြီးတော့တူယူပြီးတော့လိုရီကာဟတ်မာလို့ခေါ်တဲ့တန်ချက်ကတစ်ခုကိုထပ်မံပြီးတော့ထုတ်လုပ်ခဲ့ပါတယ်။ထို့နောက်မှာတော့ယောမအင်ပါယာရဲ့အင်အားကြီးမားလာမှုနဲ့တူတန်ကွင်းချက်ဝတ်စုံကလည်းစစ်တီတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ကာကွယ်ရေးပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီမှာစပြီးတော့ဗြိတိန်ဆီးရီးယားတိတမကဥရောပတခွင်လုံးကို အဆိုပါချက်ဝတ်ပုံစံတည်ပြန့်နှံ့သွားခဲ့ပါတယ်ကျွန်တော်တို့တန်ချက်ကဝတ်စုံရဲ့တမိုင်းမှာလိုအပ်ချက်တစ်ခုတည်းကြောင့်ဖြစ်ပေါ်လာတာခြင်းမျိုးမဟုတ်ပဲလူသားတွေရဲ့ရှင်တန်လိုစိတ်တီထွင်ဖန်တီးနိုင်စွာနဲ့စစ်ပွဲတွေရဲ့အတွေ့အကြုံတို့ကြောင့်ပဲဖြစ်တယ်လို့သိရှိရပါတယ်ဒီနေ့မှာတော့ဒီလောက်နဲ့ပဲညနာများစီခင်ဗျာကျွန်တော်တို့ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပြီးတော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအခုလိုမျိုး support ပေးနေတဲ့ညီကိုတွေကိုလည်းကျေးဇူးတင်ရှိပါတယ်လို့ထပ်မံပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ